လေးကတော့လက်ထလုံးမှာအရန်ကို hit ဖြစ်နေတဲ့အကြောင်းအရာဖြစ်တဲ့ရွှေပြည်သားကလူတက်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ reaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာတော်တော်လေးလက်စိတ်ဝင်စားဖို့လည်းကောင်းပါလိမ့်ဗျာ။ဆိုတော့ကျွန်တော်အထူးကြည်မြန်ပြီးကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်အောင်။ရွှေပြည်သားလူတက်မှုနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ပေါ့နော်။ဒီအဆောင်မှနေပြီးတော့အောက်လေးကိုရေစင်းချိုးထားတာမှလုံးချုံမှုမရှိတော့ဘူးဆိုတော့နော်တွက်ကြည့်လိုက်ပါ။ ရေးစင်းချိုးရောရေးစင်းချိုးအဲ့လိုရေးစင်းချိုးရတာမိန်ကလေးတယောက်အနေနဲ့လုံခြုံမှုမရှိဘူးစားရနော်ဒီလိုမရင်းချင်းပြီးတော့တတ်ဖြတ်ခံရတော့ဘလောက်တနာဖို့ကောင်းလဲနော်သူ့ရဲ့မိဘတွေရောဘလောက်တောင်ရေချိုးလိုက်လဲပြီးတော့ဂျပန်သွားတဲ့နေနေပြီးတဲ့ကောင်မလေးကဘလောက်နှမျောဖို့ကောင်းလဲအမတယောက်ပြောတာဆိုလို့ရှိရင်ဒီကောင်မလေးဂျပန်သွားဖို့အတွက်ကိုမိဘတွေကပတ်စံချင်းငှားပြီးတော့လှုပ်ပေးထားတာဆိုတော့ဒီအကျွေးတွေဘယ်သူကဆက်လဲ ဘလောက်ထိကိုစိတ်ထိတတ်ရမလဲစဉ်းစားကြည့်ရင်တွင်းနေတော့မှပဲလေဒီအကောင်လေးကိုဒေါသထွက်တာတကယ်စိတ်ကထိမ့်မြအဲ့ဒီဒင်းကိုညာမှပြူတာတွေ့တာပေါ့နော်တွေ့တွေ့ချင်းလေးစိတ်ထဲမှာလုံးဝမနေနိုင်ပြောချင်တာအရန်အသေးတွေရအဲ့လိုကောင်မျိုးတွေကိုလေတေးတန်ချရမှာတေးလာတေးတန်ချရမှာနော်လူစိမ့်မရှိတဲ့အကောင်နဲ့ဗလိန်ချင်းနဲ့အပြင်အပိုင်းပိုင်းခုတ်ထစ်ပြီးတော့တတ်တယ်ဆိုတော့ဘလောက်တောင်ဒေါသထွက်ဖို့ကောင်းလဲစဉ်းစားကြည့်။အရန်အသားတွေတုံပြီးတော့ဒေါသအရန်ထွက်တယ်။ မာကြီးတို့တကနောက်ပြီးကြတာမနေ့ကချက်သွားတာမာကြီးပြောပြမယ်နော်မိန်းကလေးတွေကအချမ်းဖက်ခံရတယ်မိမျိုးစုံနဲ့လို့မာကြီးခဏခဏပြောတယ်နော်အခုလည်းလောလောဆယ်ခုမာကြီးသိထားရတဲ့သတင်းကကြာတော့ကွာနေကနေပြီးတော့တက်လာတာအညာဘက်ကမိန်းကလေးဂျပန်သွားမလို့ဆိုပြီးတော့ဒီရွှေပြည်သားရုပ်ရှင်ရောရဲ့ ရှိတဲ့ရက်ကွက်ကဒါရှိရက်ကွက်ပဲအဲ့ဒီရှိရက်ကွက်မှာအဆောင်မှာတငယ်ချင်းနဲ့နဲ့နှစ်ယောက်နေပြီးတော့ဟိုနိုင်ငံသားသွားမဲ့ကိစ္စလိုအပ်တာလေးတွေသူတို့ဖြစ်စည်းနေမှာပေါ့ကွာတလားအဲ့ဒါညာတော့ကြတော့ပူလို့ဆိုပြီးတော့အောက်မှာရေဆင်းချိုးတယ်တဲ့သူ့ရဲ့အဆောင်ကလည်းဟိုနေမှောင်နေဆိုလားရေချိုးတဲ့နေရာလေအဲ့ဒါကိုအဲ့ဒီကောင်မလေးနှစ်ယောက်ကိုအဲ့ဒီဆေးသမားတွေကနေပြီးတော့လုတ်သွားတော့ကွာလို့သူဖမ်းဆီးသွားမှာပေါ့ဟိုတယောက်ကတော့လွတ်သွားတယ်ဆေးရုံမှာအဲ့ဒီတယောက်ကကြတော့မလွတ်ဘူး ။ညီမတို့ဂျပန်သွားကြပါသူတို့လုတ်နေကြတာ။မလွတ်ဘဲနဲ့ဘယ်လိုလုတ်လဲဆိုတော့ကောင်မလေးကိုမဒိမ့်မဲကျင်ပလိုက်လား။ပစ္စည်းတွေပဲလုသွားသလားတော့မသိဘူးပဲကောင်မလေးရဲ့။ဟိုတေးွားတဲ့အလောင်းယူခီးဆောင်အကြီးတွေကိုထက်အဲ့ခီးဆောင်အကြီးကိုတခါအဲ့ကြီးတွေနဲ့ပြန်ထက်အထက်ပြီးတော့ဖေးတွဲကြီးငါးပြီးတော့မကြီးတို့ပြက်ကွက်မှာလောကဘုရားဆိုတာရှိတယ်အဲ့ဘုရားမှာအမတ်ပုံမျိုးရှိတယ် ြီးတော့လည်းကာလီမမေတော့ကြောင်းလည်းရှိတယ်အဲအဲ့ဒီနာမှာအမိုက်ပုံရှိတဲ့စီကိုလာဆုံးပြသွားတယ်တဲ့ဆုံးပြသွားတော့ပြောင်းတန်ကြတာတော့ဘောနော်သတင်းကတော့တိတ်တော့ဟုတ်တော့ဘိုင်းမမအဲ့လိုမတက်လာသေးဘူးသူလည်းဘေးသားမမေးတယ်တဲ့အနန္တဘာလို့ဘာလဲဘာလဲလို့မေးတယ်တဲ့အနန္တတော့မဟုတ်ဘူးမသိငါတော့ပေါ့ငါမထင်ဘူးသူကအဲ့လိုပြောတယ်တဲ့အဲ့တော့တော့တော့ကအပိုက်ပုံနဲ့တော့ဘေးသားမမသိငါတော့ထပ်မေးတော့မင်းမမပါသွားချင်းတိတ်တိတ်နေလို့ပြောတယ်တဲ့ အဲ့အဲ့ဒါလည်းပြေးပြေးလို့မှတော့ကြောက်ထားခဲ့မျိုးပြန်ပြေးသွားသူလည်းအိမ်မရဘူးလေသူပါတယ်မနေ့ကမနေ့ကတော့ရေစခန်းသွားတိုင်တယ်တဲ့အဲ့ဒါနဲ့ခုမနေ့ကတော့မနေ့ပိုင်းမှာဟိုနေအတန်ကြာတာပေါ့နော်မနေ့ကကျတော့မနေ့ကလည်း73ရက်နော်73ရက်ဆို72ရက်ည9နာရီလောက်ပါအဲ့ဒီအတုပါကိုလာတယ်ွားတယ်အဲ့ဒါမဟုတ်ဘူးကြီးတဲ့ခီးဆောင်အကြီးကမာတဲ့ကြီးစားဂျပန်သွားမလို့မိဘတွေရတာတော့ချီငါပေါင်းနှံပြီးတော့ ထုတ်ကားပြီးတော့ကူသွားတော့မှာလေသူကလေဆိုရင်သွားပြီဘဝပြည့်ပြီโอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြားကြတဲ့အတိုင်းပဲဒီဖြစ်စဉ်ကတကယ်ကိုခြေကွဲဝန်းနေဖို့ကောင်းတဲ့ဖြစ်ရဆိုတခုပါဆိုတော့ဒီဖြစ်ရဆိုကလက်တလောပူနေနေဖြစ်ထားတာပါရှင်းပြသားပါဆိုတော့ဒီ main ကလေးကလည်းပြောမယ်ဆိုရင်ဒါနိုင်ငံခြားကိုထွက်တော်မှဂျပန်ကိုသွားပြီးတော့အလုပ်လုပ်တော်မှဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုလုပ်ဖို့အတွက်သူ့အနေနဲ့ပြင်ဆင်နေတဲ့အချိန်အတော်တွင်းမှာဒီဖြစ်ရဆိုရင်းနဲ့ရင်ဆိုင်ခဲ့ရတယ်ဖြစ်တယ် တော့ဒီလိုဖြစ်ရဲ့ဆိုးကလွန်ခဲ့တဲ့လပိုင်းနှစ်ပိုင်းလုံးကလည်းတစ်ချိန်ဖြစ်ခဲ့ဖူးသေးတယ်ကျွန်တော်သိရသလောက်ဆိုရင်လေမိန်ကလေးတယောက်အဲ့လိုပဲနိုင်ငံခြားထွက်ခံနေဆဲဆဲမှဒီလိုဖြစ်ရဲ့ဆိုးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတော့လက်ရှိမှာလည်းထပ်ဖြစ်တယ်ဆိုတော့ ပြောမယ်ဆိုရင်တော့ဒီလိုမျိုး main key ဒီကအများစုကိုကြည့်လိုက်မယ်ဆိုရင်အဆောင်မှာနေတဲ့ main key တွေဖြစ်ငယ်ချင်းအချို့နဲ့တိုက်ခန်းဖားပြီးတော့နေတဲ့ main key တွေမှာဖြစ်လိပြတာရှိနေတော့ကြောက်ပြီးတော့သတိထားမိတယ်ဆိုတော့လက်ရှိကျွန်တော်တို့အဆောင်မှာနေတဲ့ main key တွေသို့မဟုတ်ကိုယ့်ဘာကိုပတ်စံငွေကြေးတက်နိုင်လို့တိုက်ခန်းတဲမှာကိုတယောက်တည်းငှားနေတာမျိုးဆိုရင် ထုတ်သတိထားကြဖို့လိုအပ်လာပြီဆိုတော့ဒီဗီဒီယိုဒီအကြောင်းအရာတွေကကိုယ်သတိပေးနေတယ်လို့ပဲကျွန်တော်နေနဲ့ပြောချင်ပါတယ်ဆိုတော့ဘယ်လိုနေရာကိုပဲတွားတွားကိုနေထိုင်တဲ့နေရာကိုနေထိုင်တဲ့ရက်ွက်ရဲ့အကြောင်းကဘာပဲဖြစ်ဖြစ်မိန်းကလေးအနေနဲ့လေ့လာထားဖို့လိုအပ်နေပြီဆိုတော့ဒီဖြစ်စင်မှာဆိုလဲရှင်ပီသားမှာဆိုရင်ဒီလိုကိစ္စဖြစ်သွားတယ်ဆိုတော့ရှင်ပီသားမှာနေတဲ့မိန်းကလေးကဒီမိန်းကလေးမှမဟုတ်များစွာရှိကြတယ်ဆိုတော့အဲ့များစွာရှိတဲ့အဲမှာเนาะ အဆောင်လေးနဲ့မိန်းကလေးတွေရှိသလိုကိုယ့်ဘာကိုယ်တစ်ယောက်တည်းသို့မဟုတ်တငယ်ချင်းနှစ်ယောက်သုံးယောက်လောက်နဲ့အတူတူနေထိုင်နေကြတဲ့မိန်းကလေးလက်တလုံးမှလည်းရှိနေသေးပါတယ်ဆိုတော့ဒီမိန်းကလေးအနေနဲ့အပြင်တွေကိုသွာလာတဲ့အခါမှာရခင်ရခင်ကတည်းပုံမူပြီးတော့သတိထားကြဖို့လိုအပ်လာပါပြီပြီးတော့ကျွန်တော်လူပြတ်တဲ့နေရာတွေသွားမယ်ဆိုရင်လည်းဘယ်တော့မှတယောက်တည်းမသွားပါနဲ့အနည်းဆုံးနှစ်ယောက်သို့မဟုတ်သုံးယောက်လောက်ထိကျွန်တော်တို့သွားဖို့လိုအပ်တယ်ဆိုတော့လည်းသတိပြုစေချင်တယ်နောက်တစ်ချက်ကတော့ဒီကိစ္စကိုဖြစ်ဖို့တွန်းအားပေးစီတဲ့အကြောင်းအရာတွေနောက် ခံ background မှာရှိပါတယ်အဲ့ဒါတခြားတော့မဟုတ်မွေးစေးပါမွေးစေးဝါးတွေကြောင့်လည်း ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်လာဖို့ပို့ပြီးတော့တွန်းအားပေးတယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်လည်းအဲကျွန်တော်တို့လူငယ်လူလက်ပိုင်းတွေအနေနဲ့ဒီလိုမျိုးရေးစေဝါတွေနဲ့ကင်းကွာဖို့ဒီလိုမျိုးရေးစေဝါတွေနဲ့မနှီးဆက်ဖို့ဆိုတာတာဝန်ရှိတဲ့လူတွေအနေနဲ့လည်းဒီလိုကိစ္စတွေကိုထိထိမိမိကျွန်တော်တို့တားဆီးနှိမ်နှင်းဖို့လိုအပ်တယ်ဆိုတာကိုလည်းထပ်မံပြီးတော့အကြံပြုချင်ပါတယ်။ဆိုတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ main ကလေးရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်အကြောင်းအရာနှစ်ခုဖြစ်နေတယ်။တစ်ခုကကျတော့ဘာလဲဆိုတော့ဒီ main ကလေးကိုကျွန်တော်တို့မရင်းချင်းပြီးတော့တတ်တယ်တတ်ပြီးရဲ့အခါမှာ အပိုင်းမခုတ်ဖြတ်တယ်ဆိုပြီးတော့ကျွန်တော်သတင်းသိရှိထားရတယ်။ဒါကတော့အကြောင်းအရာတစ်ခုပေါ့။နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီ main clay ကိုမရင်းချပြီးတော့တတ်တာမှန်တယ်သို့တော်လည်းပဲအပိုင်းမခုတ်ဖြတ်ထားတာမဟုတ်ဘဲနဲ့ဒီပုံမှန်ပဲတတ်တယ်ဆိုပြီးတော့လည်းကွန်မန့်တွေအရာသိရှိထားရတယ်ပေါ့နော်။ဆိုတော့ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးတော့ဒါရုပ်မာတာကတော့ရုပ်မာတာပါပဲ။ဆိုတော့ဒီလိုရုပ်မာမှုတွေကနေကျွန်တော်ကင်းဝေးဖို့ဆိုရင်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲ main clay အနေနဲ့လက်ရှိလက်တလုံးမှာ ီဖြစ်စဉ်ဖြစ်ပြီးသွားရင်နောက်ထပ်ဒါမျိုးဖြစ်စဉ်မဖြစ်ဘူးလို့ဘယ်သူမှအာမမခံနိုင်ဘယ်သူမှလည်းမကာကွယ်ပေးနိုင်ဘူးလက်တော်မှာကလေနော်သူမှမကာကွယ်ပေးနိုင်ဘူးဆိုတော့ကျွန်တော်တခြားကိုပြောချင်တာမဟုတ်ဘူးအဲကိုကိုကိုအရင်ဆုံးကာကွယ်ရမှာပဲလူတိုင်းရတော့လေသိလားဘာလို့လဲဆိုတော့တခြားကိုမျောကိုးပြီးတော့ကာကွယ်ပေးနိုင်မှာပဲဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ယူဆထားလို့မရအောင်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကကိုကိုကိုကာကွယ်ဖို့ကအရေးကြီးတယ်ဆိုတော့အဲ့လိုကာကွယ်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ခုနလိုမသွားသင့်တဲ့အချိန်မျိုးတွေမသွားဘူး။နော်မနေသင့်တဲ့အချိန်မျိုးတွေမှာတယောက်တည်းနေတာမျိုးမလုပ်သင့်ဘူးပေါ့နော်။ဆိုတော့အဲ့ဒီအချိန်တွေကနေကျွန်တော်တို့အနေနဲ့သတိထားဖို့လိုအပ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အားကောင်းရှာဖမ်းနေတဲ့သူတွေကတော့အမြင်မျက်ခြေမပြတ်ကြည်နေမှာပဲ။ဘယ်သူဟာတယောက်တည်းနေထိုင်လဲဘယ်သူဟာပြောရမယ်ဆိုဘယ်လိုအချိန်မှာထွက်တက်လဲနော်။ဘာလုပ်တက်လဲဆိုတာသူတို့ကသားကောင်ရှာပွေနေတာဖြစ်တဲ့အတွက်ကိုတတိမထားမိတဲ့အချိန်မှာကိုလိလာနေမှာတေးကြတယ်ဆိုတော့အဲ့လိုတေးကြတဲ့အချိန်မျိုးမှာ သူတို့ရဲ့တားကောင်မဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ဘက်ကခုနလိုပြင်ဆင်စရာရှိတာတွေပြင်ဆင်ရမယ်ကျွန်တော်လူတုအချင်းချင်းလည်းပြောမယ်ဆိုရင်ပုံမှုပြီးတော့နီးနီးကက်ကက်အကျွန်တော်တို့ခုခုဖြစ်လာတဲ့အခါမှာဝိုင်းဝန်းပြီးတော့နော်ကိုကိုလောက်တာမဟုတ်ဘူးကိုဖြစ်တာမဟုတ်ဘူးဆိုပြီးတော့လစ်လူရှုထားလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့လိုလစ်လူရှုထားခြင်းအားဖြင့်အဲ့လိုရက်ကြည့်နေခြင်းအားဖြင့်ဒီလိုလုံးမဲ့သူတွေကိုပို့ပြီးတော့သူတို့ကိုလှုပ်ခွင့်ပေးသလိုဖြစ်သွားလိမ့်မယ်။ပို့မှုပြီးတော့ငါတို့လှုပ်လဲဘာမှမဖြစ်ပါဘူးကွာ။ငါတို့ပြန်လုံးမဲ့သူမရှိပါဘူး။ ငါတို့ခုခံကာကွယ်မဲ့သူမရှိပါဘူးဆိုပြီးတော့သူတို့စိတ်ထဲမှာအဲ့စိတ်ထင်ကောင်းထင်သွားနိုင်တယ်အဲ့တော့အဲ့လိုမဖြစ်အောင်ကျွန်တော်တို့အနေနဲ့ရက်ွက်သူရက်ွက်သားအချင်းချင်းရာစီလုံးဖို့လိုအပ်တယ်လို့အဲခုရက်ွက်ထဲမှာရှိနေတဲ့ main ကလေးတွေပုံမှာလည်းရက်ွက်ထဲမှာရှိတဲ့အမျိုးသားကောင်းတွေကဘိုင်းဝန်းပြီးတော့ကာကွယ်စောင့်ရှောက်ပေးကြပါလို့ကျွန်တော်အနေနဲ့အကြံပြုပြောချင်ရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပါများမှတ်ချက်ပေးချင်လဲမှတ်ချက်ပေးချင်တာရှိရင်ကွန်မန့်မှာရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့များချစ်ရှုအားပေးနေကြတဲ့ဗျူအတူတူတယောက်ချင်းစီအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ see you next video